အနုမေမင်္ဂလာပါဗျာခုတစ်ခါမှတော့နိုင်ငံခြားသားအမျိုးသားကဖောက်ပြန်မှုတွေလုပ်ပြီးတော့မိမကိုအိမ်မော်ကနှစ်ချနေလို့ငိုပြီးရေဖွင့်လာတဲ့ဇက်ဘုဇယံအမျိုးသမီးတဦးရဲ့ရုပ်တံပရိုဖိုင်လေးကိုအားလုံးတီအောင်တင်ပြပေးလိုက်ပါရယ်ဗျာအားလုံးလည်းဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပြီးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေကြိုဆိုလိုက်ပါရယ်ဗျာ ်ဒီမှာနော်ဒီမှာပြောပြမယ်ကျမခြံွက်တွေခိုးထားတယ်လို့ပြောတယ်အဲ့ခြံွက်တွေအကောင်လုံးကမကေတီရဲ့အငဲမရဲ့မအေးရဲ့တောင်းရောက်စာရွက်တွေသူတို့ယူခေါ်တာကျမအေးရဲ့နေသူတို့ယူသွားတာအဲ့ဒီစာရွက်တွေယူသွားတယ်ကျမအဲ့စာရွက်တွေအကောင်လုံးမအေးကိုပဲပေးခဲ့တာစာရွက်တွေအကောင်လုံးကျမဒီမှာတော်မြင့်ဆိုတဲ့မြို့တိကတောင်မှုကျွန်းကောင်းထိတ်ကခြံွက်လေးတကွက်ပဲကျမမှာရှိတယ် အဲ့ဒီခြံခွက်တော့ဘာပြောလဲမအေးကမအေးကအဲ့ဒီခြံခွက်ကိုတဲ့ယူထားလိုက်ပါမပေးပါနဲ့ဆိုကျမကိုစားပြပေးခဲ့တာတဲလီအိမ်မှာပေးခဲ့တာအဲ့ဒီမအေးမတည်သေးဘူးခုကျွန်းကောင်းမှာရှိတယ်ကျမအဲ့စားရက်ကိုပေးခဲ့တယ်အဲ့စားရက်မှာကျမကိုဒီစားရက်တွေခိုးထားတဲ့တခုံးမှဆိုပြီးဒီမှာအော်နေတာနော်ကျမအော်နေအဲ့စားရက်တွေအကုန်လုံးက तू မအေးကတောင်းကိုတ ရှိတယ်နော်ကျမတတ်တယ်ရှိတယ်ကျမဘယ်တော့မှမခေါ်ခဲ့ကျမပြောဝါဒူပတ်ဆက်ကျမယူတယ်ဘကောမှာပတ်ဆက်ယူတယ်နော်ဒီမှာဘယ်အိတ်မှာဘယ်နဲ့အိတ်သုံးတယ်ဘယ်နဲ့အိတ်ယူတယ်ဆိုတာစိတ်ရင်းနဲ့ကျမတေချာပေးတာဘယ်တော့မှကျမအလကားမယူတေချာပေးကျမကစက်တလကျမတို့ထမင်းမကျွေးပဲဖြစ်ထားတယ်စတလာမကြွလို့ကျမကဝါတူပတ်စံကိုဘယ်မှာသွားယူရလဲဆိုတော့အဲ့ဒါအငယ်မကိုယ်တိုင်သွားယူခိုင်းတာအမကြီးသွားယူလိုက်ပါ ဘကိုးဆိုင်ဟင်းမှာဆက်ရင်းရှိပါဆိုကျမကိုဖုန်းထဲရတယ်ဆက်ရင်းနေပို့ပေးတာဘိုက်ဘားနေဆက်ရင်းနေသူပို့တာသွားယူဆိုတော့ကျမကသူပေးတဲ့ဆက်ရင်းစာပြလေးကင်ပြီးကျမကသွားယူရတယ်အင်းမအများဆုံးခိုးရတာငါကပြောပြီးတဲ့အင်းမအများဆုံးခိုးရတာအင်းမခိုးရနေပြောရတယ်အများကြီးနေပြောရလို့လားတိရဟိုမှာပရစေတိရဟိုဟိုမှာတိရပြီးရှိုပဲတပြားမေ ငါလီငငါရှင်မာနေပြောတာလေအေးငမခေါ်လဲဆိုကြောင်းနေငါရှင်မာပြောသူရှင်မာနေမပြောရဲဘူးသူလေစက်သားညို့ဖမ်းမှာကြောက်လို့လဲအေးလို့ရဲ့အဲ့တော့မရှင်မာသူမပြောရဲဘူးပဇက်ပိတ်နေတာတတလုံးခုကြမှာကျမလာအော်နေတာအဲ့စာရွက်ဒီအကုန်လုံးကျမကအကုန်လုံးပေးအပ်ခဲ့ပြီးသားကျမဘာတစ်ခုမှလောဘကြီးနေတဲ့လူတွေမဟုတ်ဘူး ကိုကျွန်မဒီမှာမောင်းထုတ်နေတာကျွန်မဒီနိုင်ငံကိုလာတာကိုပတ်စံနဲ့ကိုစားတယ်ကိုပတ်စံနဲ့ကိုဝေးရတယ်ကိုပတ်စံနဲ့ကိုသွားရတယ်သူစားဖို့တော့တောင်ကျွန်မကနေပြီးတော့ကျွန်မတို့ချက်ပြုတ်ပြီးကျွေးတယ်ဝယ်ချမ်းပေးတယ်သူစားခြင်းနဲ့အစားစားလေးတွေဆိုကျွန်မအော် तू ဝယ်မစားဘူးဆိုတာသိလို့ तू ပတ်စံမထုတ်မှန်းသိလို့ကျွန်မကထုတ်ပေးတယ်ပြီးရရင်ဝယ်လာရင်လည်းပစ္စည်းတွေတောင်မှ तू မစားမှဆိုလို့ဈေးကိုလျှော့ပြောပေးတယ်အော်စားပါစီ तू ကကျမ်းမာရင်မကောင်းလို့ ကျမစင်နာလေသူကထိုက်တယ်။ဒီနေ့ကျမရန်ဒေါသထွက်လာ။ကျမကကျမပကံလုံးနဲ့လည်းပြစ်ပောက်တယ်။ထမင်းစားတဲ့ပကံလုံးနဲ့ပြစ်ပောက်တယ်။